ရွှေဘော်ကျွန်းဆရာတော်ဘုရားကြီးချင်းမြတော်မူခဲ့တဲ့28ရက်တရဏဂုံပရိစိတ်ကျင့်စဉ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးကြပါလေ။ရွှေဘော်ကျွန်းဆရာတော်ဘုရားကြီးဆိုတော့အားလုံးသိကြမှာပဲဖြစ်ပါတယ်။လောကီလောကုတ္တရာအဘဘမအမတန်မှထူးချွန်လာတဲ့ဆရာတော်ကြီးဖြစ်ပါလေ။ဆရာတော်ဘုရားကြီးကအခုလိုမျိုးမိန့်ပါတယ်။ဓမ္မအကျင့်စဉ်တွေကိုကျင့်ဆောင်ရမှာပဒီမစိမ့်မီ၅ပါးသီလစောက်တည်ပြီး ခန္ဏန္ဒ၅ပါးအားရှိခိုးကြတော့ပါမေတ္တာဘာဝနာပွားများပါ အမျှပေးဝေပါပြီးမှပရိစိတ်ဖို့ဖြစ်ပါလေအဲ့ဒီနောက်ကျွဲနွားကြက်ဝက်အရက်တီစာစားတော့ခြင်းမှလောကင်းအောင်ရှောင်ခြင်းမီရုံရင်ကျန်တဲ့စကားတွေမပြောဆိုမိစေဖို့ဂယူဆိုင်ရှောင်ခြင်းဖို့အရေးကြီးပါတယ်သတိပြုဖို့ကတော့အန္တရာယ်ကင်းရေးစီးပွားရေးတရားထူးရရှိရေတို့ဟန်တာနှောက်ရက်တက်တဲ့ထောင်လွှားတကြွမှုမာနစိတ်သက်ဖယ်ရှားထားဖို့ဖြစ်ပါတယ် ဒီ28ရက်တရဏဂုံပတိစိတ်ကျင့်စဉ်ကာလအတွင်းအနန္တ၅ပါးနဲ့တကွမိမိထက်အသက်ကုန်ပါကြီးရင်သူမိမိပေါ်ပြုခဲ့မှုတဲ့ကျေးဇူးရှိသူတို့အားကိုဖြင့်ပြစ်မှားခြင်းနှုတ်နဲ့ပြစ်မှားခြင်းမရှိစေဖို့အထူးပြုဆိုင်ဖို့ဖြစ်ပါလေဒီကျင့်စဉ်ဟာလွယ်ကူပြီးခက်ခဲမှုအမျိုးမျိုးဘေးရန်အမျိုးမျိုးပြဿနာမျိုးမျိုးမှာကင်းလွတ်ပြီးချမ်းသာဒုက္ခရရှိနိုင်တယ်ဆိုပါလေ28ရက် တရဏဂုံပရိစိတ်ကျင့်စဉ်ကတော့မိမိမွေးနေ့မှစပါမယ်မိမိမွေးနေ့ဆိုတာအတိအကျဟိုမိမိကတနင်္လာနေ့တနင်္လာသားဆိုရင်တနင်္လာနေ့ကိုမွေးနေ့လို့သတ်မှတ်လဲရပါတယ်အဲ့ဒီမွေးနေ့ကစပြီးတနင်္လာကိုအလင်းတိုင်တတိုင်း၉ရက်ထွန်းပြီးပူဇော်ဖို့ဖြစ်ပါတယ်၉ရက်စီတဲ့အခါဒုတိယအကြိမ်တနင်္လာကိုအလင်းတိုင်နှစ်တိုင်ထွန်းပြီးပူဇော်ပါ၉ရက်စီတဲ့အခါတတိယအကြိမ်တနင်္လာကို၃တိုင်၉ရက် ထုံးပြီးပူဇော်ပါရက်ပြက်ရက်ချာလုံးဝမရှိစေပဲ28ရက်ပူဇော်ရမှာဖြစ်ပါတယ်ဘီထုံးပြီးတိုင်းနမောတေမာရဝိဇယလိုတရားရှိခေါရအောင်ရွတ်ဖတ်ပူဇော်ရမှာဖြစ်ပါတယ်ပါဠိရဲ့အဓိပ္ပာယ်ကမန္တရဲ့စစ်သည့်အပေါင်းကိုအောင်မြင်တော်မူပြီးသောဖះရှင်ကိုတော်မြတ်ကြီးအားရှ िख ိုးကတော့ပါဤအရှင်ဖះဟုဆိုပါတယ် လင်းတိုင်းကိုမိပူဇော်ရမှာနနအိယာထလင်မန်းပေါ်မှာအလင်းတိုင်းရဲ့စိုင်းရေနှဲငယ်ထက်ပူဇော်ဖို့ဖြစ်ပါတယ်28ရက်ပြည့်မြောက်သောအခါဒီစီဇန်တိုင်းဆက်လက်ဆောင်ရွက်ဖို့ကြိုးစားအားထုတ်နိုင်ပါတယ်ရနဂုံဘရီစိန်နီစနစ်မှာဗုဒ္ဓံတရဏံကိစ္ဆံမိ၃ပတ်ဓမ္မံတရဏံကိစ္ဆာမိ၃ပတ်တန်ခံတရဏံကိစ္ဆာမိ၃ပတ်ဗုဒ္ဓံတရဏံကိစ္ဆာမိ ဓမ္မံသရဏံကိစ္ဆာမိတံဃာသရဏံကိစ္ဆာမိသုံးပတ်ရောပြီးပတိတပတ်စုစုပေါင်း၁၀ပတ်ရအောင်ပတိစိတ်ဖို့ဖြစ်ပါလေပတိမစိတ်မီနေရာဌာနတန်ရှင်ပါအဝိတ္တထေခင်ပါ ကိုခန္ဓာကိုလည်းတန်ရှင်အဆင်ကျအောင်လုပ်ပါလွတ်လပ်ပေါ်ပါတဲ့ဝိစုံဝတ်ပါအခင်းပေါ်မှာလင်းတိုင်တိုင်နဲ့ရေဖလားသုံးဖလားကိုကတ်လို့ပြီး ၅ပါးသီလစောက်တည်ပါမေတ္တာပွားများခြင်းပြုလုပ်ပြီးမှပတိစေဖို့ဖြစ်ပါလေပတိစိတ်မိတဲ့အချိန်မျက်စိဖွင့်ကြည့်ခြင်းစကားလှည့်ပြောခြင်းရှိခြင်းတခြားနေရာထားသွားခြင်းလုံးဝမပြုလုပ်ပါလို့အဋ္ဌထံတင်ထားပါကျေးဇူးတော်ရှင်ရွှေပေါ်ကျုံးဆရာတော်ဘုရားကြီးရဲ့ဩဝါဒကိုခံယူပြီးဤ၂၉ရက်တရဏဂုံပတိစိန်ကြီးခြင်းစဉ်ကိုကျင့်ဆောင်နေတဲ့ရက်တွေမှာ ဖျားအိုးနှလုံးထားပြီးတော့မြတ်စွာဘုရားလက်ရပါရှိဖျားအိုးမှာအုံတပြေပန်းနေကတ်လို့ပါရည်ညွှန်းမှုကတော့ယရနာ၃ပါးအတွက်ဖြစ်ပါတယ်မြတ်စွာဘုရားလက်ဝဲဘက်မှာရှိတဲ့ဖျားအိုးမှာသစ္စာပန်းကတ်လို့ပြီးအမိအဖဆရာသမားများအတွက်ရည်ညွှန်းကတ်လို့ပူဇော်ထားဖို့ဖြစ်ပါတယ်ပန်းရည်ချမ်းနေ့စဉ်နဲ့နဲ့တစ်ချိန်ညနေတစ်ချိန်တနေ့နှစ်ချိန်လဲလဲပါအခုပြောတဲ့နေ့ကတော့ကျေးဇူးတော်ရှင်ဆရာတော် ဖျားကြီးရဲ့ဆုံးမဩဝါဒနဲ့28ရက်တရဏဂုံပရိသိနီကျင့်စဉ်ပဲဖြစ်ပါတယ်။ယုံကြည်စွာနဲ့ကြင်ကြံကြိုးစားအားထုတ်နိုင်ပြီးအခက်အခဲအမျိုးမျိုးဘေးရန်အမျိုးမျိုးပြဿနာအမျိုးမျိုးကင်းလွတ်ပြီးချမ်းသာဒုက္ခရရှိစေတယ်လို့ဆိုပါတယ်။ဒီနည်းကိုရွှေဘော်ကျွန်းဆရာတော်ကြီးကိုယ်တိုင်ချီးမြှင့်နေကျင့်စဉ်တဲ့တရားတော်များဆိုတဲ့ထဲကနေကောက်နှုတ်ထားတာပဲဖြစ်ပါတယ် ရွှေဘော်ကျွန်းဆရာတော်ဖခင်ကြီးရဲ့တသက်လွတ်အစိုးမင်းကိုလည်းပြောချင်တယ်ဗျ။ရွှေဘော်ကျွန်းဆရာတော်ဖခင်ကြီးကတသက်လွတ်စားခြင်းနဲ့ပတ်သက်ပြီးခုလိုမျိုးမိန့်ပါတယ်။မြစ်တာသည်ခยีသစ္စာသည်စီးလို့မှတ်ထားဆောင်ရွက်သည်များခยีရောက်အောင်မြစ်တာနနာပွားပြီးစီးမပေါအောင်သစ္စာထားရမယ်။တတော်ဝါတွေကိုမြစ်တာပြတ်ရက်စက်မှုမလုပ်ပါဘူး။တတော်ဝါတွေရဲ့အသားမစားခြင်းဟာမြစ်တာထားခြင်းတစ်မျိုးပဲလို့မိန့်ခဲ့ပါတယ်။သူသဖြင့် ကျွဲနွားဝတ်ရက်သေးစာများစားတော့ခြင်းဒီမှာရှောင်ခြင်းရမယ်ဒီမှာဆိုတာရွှေပေါ်ကျွန်းသာသနာမြေမှာဖြစ်ပါတယ်ဒါဟာအစားမှမန်ချခြင်းပဲအစားမှမချိုင်တရားဟန်မကြပါဘူးဒါကြောင့်အစားမှအာတာငန်းငယ်မဖြစ်ရပါဘူးတတဝါရီရဲ့အသားကိုရှောင်ခြင်းမှ သူတော်ကောင်းလားဆိုတော့မဟုတ်ပါဘူးတရားလုပ်တွေမှာပော့ပါမှုဒီခေတ်ကြီးမှာတတဝါရီရဲ့အသားတွေဟာအစိတ်တော့ တမျိုးမို့စားသူတွေရဲ့ကိုယ်စိတ်ကိုလေးလံထိုင်မှန်းစေတယ်လို့ဘုန်းကြီးတော်ထင်တယ်လို့မိန့်ပါတယ်။ဒါပေမဲ့လူတိုင်းအတွက်တော့လေးလံထိုင်မှန်းမှာမဟုတ်ပါဘူး။နေရာဒေသလည်းကွာပါသေးတယ်။ရွှေပေါ်ကျွန်းမှာတော့တသက်လွတ်စားမှာပဲ။သာသနာပြုလုပ်ငန်းတွေအောင်မြင်တယ်လို့ရှိတယ်။အဆောင်ရှောက်တွေကပိုကူညီပေးတယ်တဲ့။ဘုန်းကြီးတို့တဲ့တသက်လွတ်စားတာကြာပါပြီတဲ့။အစားတော့ကျွန်းမကြီးအကောင်လို့စားတာကြာလာတော့ကျင့်ဖြစ်လာတယ်။ သားကြီးငါးကြီးတွေမတုံးဆောင်လို့တော့ဘူးကြာတော့မစားဖြစ်တော့ဘူးတိတ်ထန်တွေဘာတွေဝင်တော့တက်တက်လွတ်ဟာပို့ပြီးကျင့်ဖြစ်တယ်ဖះရှင်လက်ထက်ကတက်တက်လွတ်ကိုအထူးတလဲတိုက်တွန်းတော့မမှုဘူးဖះကတော့မိမိဖို့အထူးစီမံတဲ့သားတွေကို မြင်စေကြားစေဖြစ်ရင်အဲ့ဒီလိုတန်တရားဖြစ်ရင်မစားရဘူးလို့ပြညတ်တယ်ပြီးတော့မစားရဘူးလို့ပြညတ်တော်မူတဲ့အသားကြီးဆယ်မျိုးရှိတယ်ဒါတွေကိုအထူးရှောင်ကျဉ်တော်မူခိုင်းပါလေတက်တက်လွတ်စားရင်နှာခေါင်းတွေချစ်ကြည်ညိုတယ်ဆိုတာလဲ ဟုတ်တယ်။သဒ္ဒနာကိုကြင်ယူတဲ့နေ့တွေကပို့ပြီးတော့ချစ်ကြတယ်။တချို့ယဟန်းရှင်လူတွေလည်းနှစ်ချစ်စီလိုလိုတသက်လို့စားတယ်လို့ဆိုတယ်။ဒီလိုလဲဟုတ်တင်းသလားတော့ဟုတ်တယ်။လူရင်းကတော့သီလသမားကြီးပညာရှင်ရဲ့နေ့တွေချစ်မှတေးကြတယ်။ဗဇက်ကတသက်လို့စားပြီးတော့လေဒီတရားသုံးပါမကျင့်တော့ရင်ဘဲချစ်မလဲ။ဒါကြောင့်ဘုန်းကြီးတို့ကငါးပါးသီလထိန်းခိုင်းတာဒါကိုအထူးထိန်းရမယ်လို့ဆုံးမပါတယ်။ရွှေဘုံကျွန်းဆရာတော်ဘုရားကြီးရဲ့တသက်လို့အဆူမိန်ကို ကန္နာယီခီးတဲ့ယဟန်နမဖြစ်တော်မူတဲ့ကေလာတတောင်မှာဆရာတော်ဥတုမနာရဲ့ရွှေဘော်ကျွန်းခီးမှတ်တမ်းကလည်းကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါတယ်။ရွှေဘော်ကျွန်းဆရာတော်ဘုရားကြီးရဲ့ဩဝါဒနဲ့အနက်အင်မတန်မှအတူဆုံးနဲ့အထီးရောက်ဆုံးဩဝါဒတစ်ခုရှိပါတယ်။ဒါအိုအလင်းသွင်းလို့ပြန်ဖော်ပြခြင်းပါတယ်။စေတနာတလုံးအဆုံးနိဗ္ဗာန်စေတနာတကွတာနေမိရင်တသက်စာရင်းမိပါလိမ့်မယ် စေတနာမှာစေဖြစ်ပါတယ်ဝေဒနာမှာဘေးဖြစ်ပါတယ်စေတနာတက်ရင်ဝေဒနာပြတ်ပါတယ်စေတနာမှန်ရင်ဝေဒနာပြန်ပါလိမ့်မယ်စေတနာရှိရာယဒနာလာပါလိမ့်မယ်စေနာရှိရင်ဖျားကယဒနာလောင်းပေးပါလိမ့်မယ်စေတနာနဲ့ယဒနာနှစ်ပင်ပူးမှအရှင်ကူးမယ်စေတနာမှာကြီးဖက်ကြီးဖက်မျောလင့်ချက်တွေလုံးဝမတင်ပါစေနဲ့မျောလင့်ချက်နဲ့မလုပ်ပါနဲ့တူကုံကုံမြင့်ကိုကုံမြင့်ဤတဲ့ သူ့ဂုံကိုနှိမ့်ကိုဂုံနှိမ့်ဤမန်ချမဟန်ကြမည်မန်ကြွကခံရမည်မန်ဝင်ကတရားမဝင်တရားဝင်ကမန်မဝင်ဆိုပြီးတော့ရွှေဘော်ကျွန်းဆရာတော်ဘုရားကြီးကမိန်ကြားတော်မူခဲ့တာပဲဖြစ်ပါလိမ့်ရွှေဘော်ကျွန်းဆရာတော်ဘုရားကြီးဟောကြားခဲ့တော်မူတယ်အမတန်မှတိမဖွေရာတရားတော်ဖျားဖျားကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။